တရားဟောအကျဉ်းအခန်းနှင့်တရားဟောအကျဉ်းအခန်းနှင့်သည်တော၌ချက်ချာလည်ရှင်းအကြောင်းဖြစ်သည်အခန်းငယ်1တပံသာဝရဘုရားသည်ငါအာမိန်တော်မူသည့်အတိုင်းငါတို့သည်လှည့်၍အေဒုံပင်လယ်ဖြင့်တောသို့ခရီးသွားလျက်စီယာတောင်ကိုကြာမြင့်စွာလှည့်လေကြ၏သာဝရဘုရားကလည်းသင်တို့သည်ကာလအချိန်ဆက်အောင်ဤတောင်ကိုလှည့်လေကြပြီတပံ မြောက်ဘက်မျက်နှာသို့သွားကြအောင်လော။တင်းသည်လူများတို့အားဆင့်ဆိုရမည်မှာ။တင်းတို့၏ညီအကိုအေးသောအမျိုးတို့နေသောစိရပြည်အနားမှာတင်းတို့ချောက်သွားသောအခါသူတို့သည်ကြောက်ကြလိမ့်မည်။ထို့ကြောင့်တတိပြုကြလော။သူတို့ကိုအလှဲမပြုကြနှင့်။သူတို့ပြည်ကိုတင်းတို့အားငါမပေးခြေနှင်းရခန့်ကိုမျှမပေးစိရတောင်ကိုအေးတော်အားငါအပိုင်ပေးပြီ။ တင်တို့သည်စားဖို့ရာ အစာကို၎င်းတောက်ဖို့ရာရေကို၎င်းသူတို့ထံငွေနှစ်ဝယ်ရကြမည်တင်တို့ပြုလျရာ၌တင်တို့ဤဖျားသခင်ထာဝရဖျားသည် ကောင်းကြီးပေးတော်မူပြီးဤတော်ကြီး၌တင်တို့လှဲ့လေသော အကြောင်းအရာတို့ကိုတည်တော်မူ၏နှစ်40ပတ်လုံးတင်တို့ဤဖျားသခင်ထာဝရဖျားသည်တင်တို့နှင့်အတူရှိတော်မူသည်ဖြစ်၍တင်တို့၌ဘာမျှမလိုဟုစင့်ဆို၏ စီရပြီမှနေသောငါတို့ညီအကိုအေတော်မျိုးတို့အနား၌၆လျှက်အေလက်မျိုးဇေယုံကာပါမျိုးမှတွားသောလွင်ပြင်လန်းသို့လိုက်ပြီးလျင်တပံလှဲ့၍မောဘတော်လန်းဖြင့်တွားကြ၏ထာဝရဖျားကလည်းမောဘပိသားတို့ကို မနှောင့်ယှက်နှင့်စစ်မတိုက်နှင့်သူတို့ပြည်ကိုတင့်အားငါအပိုင်မပေးအာရပြည်ကို လောတအမျိုးတို့အားငါအပိုင်ပေးပြီဟုငါမိန့်တော်မူ၏ရှေးကာလ၌အာနကအမျိုးကဲ့သို့ကြီးမြင့်များပြားသောလူ အေမိန်အမျိုးတို့သည် ထိုပြည်မှနေကြ၏ထိုသူတို့သည်အာနကအမျိုးကဲ့သို့ အလွန်ကြီးမားသော လူတို့အဝင်ဖြစ်သည်ကိုလူများထင်မှတ်ကြ၏တို့ရာတွင် မောဘပြည်သားတို့သည်ထိုသူတို့ကိုအေမိန်ဟူ၍ခေါ်ကြ၏ရှေးကာလ၌ ဟောဤလူတို့သည်လည်းစိဒပြီမာနေကြ၏ထိုသူတို့ကိုအေးသောမျိုးတို့သည်တုတ်တင်ပယ်ရှင်း၍သူတို့နေရာ၌နေကြ၏ထိုသူထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကိုဣတေလအမျိုးတို့သည်ပြုရကြသည်ယခုထ၍ဇေရချောင်းကိုကူးကြလော့ဟု မိန်တော်မူသည့်အတိုင်းတင်တို့သည်ဇေရချောင်းကိုကူးကြ၏ကာဒီရှဘာနာရက်တို့ အရင်ရောက်သောကာလမှစ၍ဇေယျက်ချောင်းကိုကူးသောကာလတိုင်အောင် နှစ်ပေါင်း38နှစ်လွန်သည်တည်းထာဝရဘုရားကျင့်ဆိုတော်မူသည့်အတိုင်းအရင်စစ်သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲကတေကြီကွယ်ပြောက်ရကြ၏ထိုသူတို့မကွယ်ပြောက်မီတိုင်အောင် ထာဝရဘုရားသည် သူတို့ကိုအလုံးအရင်းထဲကပယ်ရှားခြင်းကလက်တော်ကိုစန့်တော်မူ၏ စစ်သူရဲ့ပေါင်းတို့သည်လူစုထဲကတေကြီကွယ်ပြောက်ပြီးမှထာဝရဘုရားကအတင်းသည် မောဘပြည်အာယနေအလေ၌ယနေ့လျှောက်သွားရမည်အာမုံမျိုးတို့အနီးသို့ရောက်သောအခါသူတို့ကိုမနှောင့်ယှက်နှင့် အလင်းမပြုနှင့်အာမုံမျိုးနေသောပြည်ကိုတင့်အားငါအပိုင်မပေးထိုပြည်ကို လောတအမျိုးတို့အားငါအပိုင်ပေးပြီဟုငါအာမိန်တော်မူ၏ ထိုပြည်ကိုလည်းအလွန်ကြီးမားသော သူတို့၏နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏ရှေးကာလ၌ထိုတို့သော လူတို့သည် နေကြ၏သူတို့ကို အာမုံပြည်သားတို့ကဇန်စုမိန်ဟု၍ခေါ်ကြ၏ထိုလူမျိုးသည်အာနကအမျိုးကဲ့သို့ ကြီးမြင့်များပြားသော လူဖြစ်ကြ၏တိုးတော်လဲစိရပြည်၌နေသောအေသော အမျိုးရှိမှဟောရီလူတို့ကို ထာဝရဖျားဖြည့်ဆည်းတော်မူသည်ဖြင့်သူတို့နေရာအေးသောအမျိုးတို့သည်ယနေ့တိုင်အောင်နေကြတကယ်တို့အာမုံအမျိုးရှိမှဇန်စုမိန်လူတို့ကိုတုတ်တင်ပယ်ရှင်းတော်မူသည်ဖြင့်သူတို့နေရာ၌အာမုံအမျိုးတို့သည်နေကြ၏ထို့တူဟာဇရိမျိုးမှဆ၍အစာမျိုးတိုင်အောင်နေဖူးသောအာဝိန်လူတို့ကိုကတောရမျိုးမှထွက်တော် ကတော်ရိလူတို့သည်ဖြစ်စည်း၍သူတို့နေရာ၌နေကြ၏။တင်တို့သည်ထ၍ခยีသွားသည်ဖြင့်အာနုံမြစ်ကိုကူးကြလော။အာမောရီအမျိုးဖိချက်ပုံရှင်ဘရင် ရှိဟုန်နှင့် သူ၏မြေးကိုတင်တို့လက်၌ငါအပ်သောကြောင့်ထိုမြေးကိုတင်းစားပြု၍ထိုမင်းကိုစစ်တိုက်ကြလော။မိုးကောင်းငင်အောက်၌ရှိသည်မြသောလူမျိုးတို့သည်ယနေ့တင်တို့ကိုကြောက်ရွံ့ထိတ်လန့်စရာရှိမိအကြောင်း ငါပြုမည်တင်တို့ဤတည်င်းကိုကြား၍တုံလှုပ်ခြင်းစိုးရင်ကြောင်းကြခြင်းတို့ယောက်ကြလိမ့်မည်ဟုမိန့်တော်မူ၏အခန်းငယ်26အခန်းငယ်26သည်ဟေရှဘုံရှင်ဘီရင်ရှိဟုံမင်းစစ်ချုံခြင်းအကြောင်း ဖြစ်သည်ငါသည်လဲကေဒမှုတော်မှဟေရှဘုံရှင်ဘီရင်ရှိဟုံမင်းထံသို့တန်တမန်တို့ကိုစေလွှတ်လျက်မင်းကြီးဤပြည်အလယ်၌ ကျွန်ုပ်တို့လျှောက်သွားပါရစေမင်းလန်းတို့သာလိုက်ပါမည်လက်ရဘက်လဝဲဘက်တို့မလွဲပါစိရပြိနိုင်နေသောအေသောအမျိုးအာရပြိနိုင်နေသောမောဘအမျိုးတို့သည်ကျွန်ုပ်၌ပြုတကယ်သို့ကျွန်ုပ်စားဖို့ရာအစာကို၎င်းတောက်ဖို့ရာရေကို၎င်းမင်းကြီးသည်ငွေနှင့်ရောင်းပါလော့ကျွန်ုပ်တို့ဖျားသခင်ထာဝရဖျားပေးတော်မူသောပြည်သို့ကျွန်ုပ်သည် ယော်ဒန်မြစ်ကိုကူး၍မရောက်မီတိုင်အောင် မင်းကြီးပြည်အလယ်၌ရှေဖြစ်သွားုံမျှတာပြုပါမည်ဟု မိတ္တဟာယစကားနှင့် ပြောဆိုတော်လေကျွန်ုပ်တို့အချောက်သွားသော အခွင့်ကိုဟေရှပုံရှင်ဘရင် ရှိဟုံမင်းသည်မပေးအကြောင်းမူကားယနေ့ထင်ရှားသည့်အတိုင်တင်တို့ဤဖျားသခင်ထာဝရဖျားသည် ထိုမင်းကိုတင်တို့လက်၌အရှင်းကခတ်ထန်သောစိတ်တော်ခိုင်မာသောနှလုံးကို သူ၌ပေးသွင်းတော်မူ၏။ထာဝရဘုရားကလည်းချီးဟုံမင်းနှင့်သူ၏မြေကိုတင့်အားငါပေးစားပြု၏။ထိုမြေကိုအမွေခံအံ့သောငါတင်စားပြုလော်ဟုငါအာမိန်တော်မူ၏။ထိုအခါချီးဟုံမင်းသည်သူ၏လူအပေါင်းတို့နှင့်တကားယာဟတ်မြို့မှငါတို့ကိုစစ်တိုက်ခြင်းကထွက်လာ၏။ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမင်းကိုငါတို့၌အပ်တော်မူသည်ဖြင့်သူမဆာ၍သားများလူများအပေါင်းတို့ကိုငါတို့သည်လှုပ်ကြံကြ၏ထိုအခါသူဤမျိုးရှိသည်များတို့ကိုတိုက်ယူ၍ယောက်ျားမိန်းမသူငယ်တို့ကိုတယောက်မျှမကျွင်းစေခြင်းကရှင်းရှင်းဖြစ်စီကြ၏ပလိဆံများမျိုးရွာ၌လက်ရဥစ္စာများကိုသာကိုဖို့သိမ့်ယူကြ၏အာနုံမျက်နှာ၌ရှိသောအာယောမျိုးမှဆ၍ ဂီလက်မျိုးတိုင်းအောင်မျက်နှာ၌ရှိသည်မသော မျိုးတို့တွင်ငါတို့မအောင်နိုင်သော မျိုးတစ်မျိုးများမရှိငါတို့ဘုရားသခင်ထာဝရဘုရားသည် အလုံးစုံတို့ကိုငါတို့၌အပ်တော်မူ၏တို့ရာတွင် အာမုံမျိုးနေသောမြေရပုံမြင့်နှင့်ဆိုင်သောမြေတောင်ရိုးမျိုးအစရှိသောငါတို့ဘုရားသခင်ထာဝရဘုရားမြတ်တော်မူသောအရာတစုံတစ်ခုကိုမျှမချင်းရကြ တရားဟောအကျံအခန်းကြီးနှစ်ပြီးပါပြီနှုတ်ကပတ်တော်နားထောင်တော်သူ အရောက်စီတိုင်းကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်